thank you ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာအလူရည်ဆက်လက်နဲ့မကွာဆိုသလိုတရာတရားသက်တမ်းလာပါတယ်ဒါကြောင့်မလို့ဒီကနေ့မှဆိုရင်လေအကိုတိုင်းဒေသကြီးဆိုရအဖွဲ့ဝင်ကြီးချုပ်ဦးညံဝင်းနဲ့ဇနီးတော်မြင့်မြတ်ဆိုမိသားစုတို့မှဗုဒ္ဓမြတ်ဆွေတော်ဘွားလှူဒန်းပူဇော်ခြင်းဩဝါဒစရိယအစရာတော်ဖရာကြီးများမှဗုဒ္ဓဘိတိကဖះအနိကစားတင်ခြင်းနဲ့ရေစက်ကြအခမ်းအနားကိုတင်ဆက်ပေးကြပါရခင်ဗျာ ခန္ဓာကိုဖိတ်ကြားရတဲ့ဂုံဒီရှိလူကြီးမင်းများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်ဗုဒ္ဓမြတ်ဆွေတော်ဘွားကိုတရုတ်ပြည်သူသမ္မတနိုင်ငံ PK မြို့ဗုဒ္ဓမြတ်ဆွေတော်ကျောင်းတိုက်မှာမြတ်စွာဘုရားရဲ့မြတ်ဆွေတော်နဲ့အတူ ကောစာတက်ဂရီ1386ခုနှစ်ဝါဆိုလဆုတ်တရခရစ်နှစ်2014ခုနှစ်ဇူလိုင်လ23ရက်တနင်္ဂနွေနေ့မှာ ကောစာတဂရေ1386ခုနှစ်ပြာဒိုလာဆိုလီရဲ့ဂရေနေ2015ခုနှစ်ဇန်နဝါရီလ10ရက်ကြာတာရီနေ့အထိရပောင်180တိတိရင်ွေလုံးအပူဇော်ခံပြီးနောက်မှာတော့နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီအစိုးရသာသနာရေးဝန်ကြီးဌာနသာသနာရေးဝန်ကြီးညိန်တီရီပြန်ကြီးသူရဦးမြင့်မောင်ကနေပြီးတော့မှတရုတ်ပြည်သူသမ္မတနိုင်ငံမှာမြန်မာနိုင်ငံသို့ကောစာတဂရေ1386ခုနှစ်ပြာဒိုလာဆို6ရက် ရစ်နေ့2015ခုနှစ်ဇန်နဝါရီလ10ရက်စနေနေ့မှာပူဇော်ပင့်ဆောင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တီရိပြန်ချီဦးညံဝင်းနဲ့ဇနီးဒေါ်မြင့်မြတ်စိုးထံသို့ပဲခူးတိုင်းဒေသကြီးအတွင်းရှိရဟန်းရှင်လူပြည်သူအပေါင်းကြီးညိုသရာပွားများနိုင်ရန်နဲ့ကိုးဝယ်ပူဇော်နိုင်ရန်ဓမ္မဒါနအဖြစ်တီရိပြန်ချီသူရဦးညံမောင်က နေပြည်တော်မှာလှူဒါန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ န္နာကိုတော့နမောတတ၃ချိန်ရွတ်ဆိုပြီးတော့မှစတင်ဖွင့်လှစ်ခဲ့ပါတယ်။ တော့ဩဝါဒစရိယဆရာတော်ကြီးများမှဗုဒ္ဓမြတ်ဆွေတော်ဘွားဗုဒ္ဓဘိသိကဖျားအနေကစားတင်ရွတ်ဖက်ပူဇော်ပေးခဲ့ကြပါတယ်ဗုဒ္ဓမြတ်ဆွေတော်ဘာကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်တေရီပြန်ချီဦးညံဝင်းနဲ့ဇနီးဒေါ်မြင့်မြစိုးတို့ကနေပြည်တော်ကနေပြီးတော့မှပဲခူးမျိုးတို့ ထက်မှန်ပင်ဆောင်လာခဲ့ပြီးနောက်မှာအများပြည်သူရှင်လူအများတည်ညိုသရာဘွားကိုးကွယ်ပူဇော်နိုင်ရန်ဘကိုးမျိုးရွှေမော်တော်ဖရာကုန်းမြေရှိဘေတ္တစာမုဒ္ဒရာလာဘမုဏိဓမ္မဝီဓမ္မယုံတော်ကြီးမှာကောစာတက္ကရေ1386ခုနှစ်ဒဗိုရဲလာဇန်ရှိရဲ့ခရစ်နှစ်2015ခုနှစ်ဇန်နဝါရီလ28ရက်အင်္ဂါနေ့နနက်9:00ခွဲမှစပြီးတော့မှ ပင့်ဆောင်အပူဇော်ခံထားရှိမှာဖြစ်ပါတယ်ခင်ဗျာ ဆက်ထဲမှာပဲမြို့မှာကြောင်တိုင်းအဂ္ဂမဟာပါဠိတနိုင်ငံတော်ဩဝါဒစရိယဗာဒနာကန္နမဆရာတော်ဘုရားကြီးထံမှအေပရိသတ်များမှာ၅ပါးသီလခံယူစောင့်တည်ခဲ့ကြပါရခင်ဗျာ လာပြီးတော့မှဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝင်းကြီးချုပ်ဦးညံဝင်းမှမွေးနေ့အတွက်ဗုဒ္ဓမြတ်ဆွေတော်ဘွားလှူဒဲရခြင်းအကြောင်းတင်ပြလျှောက်ထားခဲ့ပါတယ်။အရင်တော့မှာတော့ဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးညံဝင်းနဲ့ဇနီးဒေါ်မြင့်မြတ်ဆိုးတို့မိသားစုမှလှူဝဲပစ္စည်းများစက်ကပ်လှူဒန်းခဲ့ပါတယ်။ ဆက်လက်ပြီးတော့မှဩဝါဒစရိယဆရာတော်ဖျားကြီးမှအနုမောဒနာတရားနဲ့ရေဆက်သွင်းချအမြတ်ပေးဝေခဲ့ပါတယ်။ ရီနာမှာတော့အခမ်းအနားကိုဗုဒ္ဓသာသနာစည်းရန်တည်တူသုံးချိန်ရွတ်ဆိုဆုတောင်းပြီးတော့မှ အခမ်းအနားကိုအောင်မြင်စွာနဲ့ပြည့်မြောက်စေခဲ့ပါရခင်ဗျာ ပြည်သူများခင်ဗျာအခုဆိုရင်တော့ဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းကြီးချုပ်ဦးညံဝင်းနဲ့စနီးတော်မြင့်မြဆိုးမိသားစုတို့မှဗုဒ္ဓမြတ်အစွေတော်ဘွားလှူဒန်းပူဇော်ခြင်းဩဝါဒစရိယာဆရာတော်ကြီးများမှဗုဒ္ဓဘိတိကဖရာအနေကစားတင်ခြင်းနဲ့ရေသက်ကြအခမ်းအနားကိုတွေ့မြင်သိရှိပြီးတော့မှပြည်သူများအားလုံးလည်းကြည်နူးပီတီတွေကိုရရှိခံစားနိုင်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။ ဒီနေ့အစီအစဉ်ကိုအချိန်ပေးပြီးတော့မှကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းစိတ်ချမ်းသာခြင်း ကိုယ်ယူချမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။